ကိုချင်းသီလာနဲ့ပြည့်စုံတဲ့ယဟန်ငယ်ငယ်ပဲဆိုပြီးတော့မထေလေးစားနဲ့မလုံနဲ့တဲ့မထေလေးစားလုံလို့ရှင်ခုနဟာရတဲ့ပို့ပြီးတော့ဆုံးရှုံးနေတာရတဲ့တဲ့ဆိုအပ်လို့မင်းကြီးမင်းသားအာဏာပိုင်ကိုသွားပြီးတော့မထေလေးစားသွားလို့ရင်ဒီဘွားပဲအပြစ်ဒဏ်ခံရမယ်တန်တရားမှာတော့အပြစ်ဒဏ်မဖြစ်ဘူးเนาะ ဘွေကိုက်လို့ရှိရင်လည်းသေရင်ဒီတဘွားပဲသေမယ်နောက်ဘွားမထီဘူးမိလောင်လို့ကုန်ရင်လည်းပဲနောက်ဘွားတော့မလောင်ဘူးဒီဘွားတော့ကုန်မယ်ဩတီလာရှိတဲ့ယဟန်တန်ငါဦးငယ်ငယ်ပဲဆိုပြီးတော့အဲ့ဒီတီလာရှိတဲ့ယဟန်ကိုတွားပြီးတော့ပြင်းမမိပြီဆိုလို့ရှိရင်ဒီဘွားမှလည်းပဲဒုက္ခရောက်တယ်တဲ့ဘယ်လိုဒုက္ခတွေရောက်တတ်တုံးလို့မြတ်စွာဘုရားက ဒီအဲ့ဒီတုတ်တံမှာဟောထားပုံလေးရတော့ဒီတီလာရှိတဲ့ယဟန်ကိုသွားပြမပြီလို့ရှိရင်နဲ့ဘာဖြစ်လဲလို့ဆိုလို့ရှိရင်သူ့မှာရှိတဲ့ပစ္စည်းဥစ္စာတွေဟာပစ္စည်းယူရင်းသွားရတယ်နော်သာသမီမထွန်းငါဘူးတဲ့အိမ်မှာမွေးထားတဲ့ဆိုပါစို့နွားမွေးတဲ့လူတို့ဗာမွေးတဲ့လူတို့ဒီလိုရှေးတုန်းကတော့နွားမွေးကြတာတွေရှိတယ်ပေါ့စိတ်မွေးတာတွေ အဲ့ဒီမွေးတဲ့တတ္တဝါတွေကြက်မွေးရင်ကြက်တွေကုန်ပြောင်းကြက်တွေမှာဒုက္ခရောက် ကိုသူစီးပွားပြည့်လှုပ်တာတွေမှန်တယ်များအကုန်လုံးပျက်စီးတတ်တယ်သွားပြီးတော့မထေမမြင်လှုပ်ပြီးတော့ပြင်းမလို့ရှိရင်ဒုက္ခရောက်တတ်တယ်လို့အဲ့တော့မြတ်စွာဘုရားကအဲ့ဒါလို့ရဟန်းတော်တစ်ပါးကိုသီလရှိတဲ့ရဟန်းတော်တစ်ပါးကိုသွားပြင်းမလို့ရှိရင်တဲ့ အဲ့ဒီယဟန်တော်တစ်ပါးရဲ့သီလရဲ့အရှိန်ဟာလူပေါ်မှာလာပြီးတော့ဒုက္ခပေးတတ်တယ်သီလရဲ့တကောအရှိန်လာပြီးတော့လူကိုလောင်တတ်တယ်ပေါ့နော်အဲ့ဒါလို့လောင်ခံရတဲ့ပုဂ္ဂိုလ်ဟာသူ့မှာသာသမီမရသေးရင်လည်းသာသမီမထွန်းကတတ်ဘူးတဲ့တရိษံနေမွေးမြူထားလို့ရှင်လေတရိษံနေဟာယောဂါတွေဖြစ်ပြီးတော့တည်တတ်တယ်တဲ့ဟောအဲ့ဒီပုဂ္ဂိုလ်မှာစီးပွားမဖြစ်ဘူးတဲ့ နောက်တစ်ခုကဗာပြောတာတော့ဆိုသူ့ရဲ့အမွေခံသားဆိုသားသမီးတွေဟာလည်းပဲဘယ်တော့မှအမွေမရဘူးတဲ့တဖြည်းဖြည်းဘယ်လိုကုံသွားမှမသိဘူးတဲတဲ့ရေတော့စီးပွားတွေကပြက်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 ပြီးတော့သွားလိုက်တာနောက်ဆုံးကုန်းကောက်ဆရာမရှိတော့အောင်ဖြစ်သွားတတ်တယ်တဲ့မှန်ပါဗျာဒီလိုဆိုတယ်နောက်ဆုံးမှာအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာတဲ့အထီးကျန်ဘဝနဲ့ဒုက္ခရောက်ရတယ်တဲ့ အနပိစာအထာယတာသာသမီမြေမြေမရှိဘူးပြုစုမဲ့လူမရှိဘူးအမွေကမရှိဘူးလုံထီထီနဲ့ဘာနဲ့တူတော့ဆိုရင် ထပင်ကုတ်ကြီးလို့ဟုတ်လားဘဝတစ်ခုမှာအဆုံးတရတယ်ထပင်ကုတ်ဆိုတာအတက်ပေါက်ကလားအေးအဲ့ဒါလို့စီစီပင်ပင်မရှိရဲနဲ့ဗမာစကားပြောရမှတော့တကောင်ကျွဲ့ဘဝနဲ့အဆုံးတရတတ်တယ်လို့ဒီလိုပြောတာเนาะ ပြုမဲ့လူမရှိစူးမဲ့လူမရှိအမွေခံသားသမီးမရှိကြီးမဲ့လူမရှိနဲ့နောက်ဆုံးမှာတကောင်ကျဲဘဝနဲ့တစ်ပင်ငုတ်တို့ကြီးလို့ထန်းငုတ်တို့ကြီးလို့ဒုက္ခရောက်ရတယ်လို့မြတ်စွာဘုရားအဲ့ဒီတုတ်တံမှာဒီလိုခေါ်ထားတယ်။ဒါကြောင့်မို့ဏိကုံကျုပ်အနေနဲ့မြတ်စွာဘုရားကဟောထားတာတတ္တမဟိပန္တိတောပောတောဒီအခြေအနေတွေကို ကြည့်ပြီးတော့တကယ်ပညာရှိတဲ့ပုဂ္ဂိုလ် စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာဒီကိုယ်ချိုးကိုယ်စီးပွားကိုကိုယ်အကျိုးမဲ့မဲ့ကိစ္စတွေကိုမလုပ်နဲ့ကိုယ်ချိုးကိုယ်စီးပွားကိုကြည်ထက်မြင်တတ်ရမယ်ကြည်ထက်မြင်နိုင်ဒါမို့ဘယ်အရာကိုမှ အထင်သေးအမြင်သေးမလုပ်ရဘူးဘယ်အရာကိုမှမထီမဲ့မြင်မလုပ်ရဘူးတဲ့ကိုယ်ချိုးကိုယ်စီးပွားကိုကြည့်ပြီးတော့အထင်သေးမြင်မြင်သေးမလုပ်ရဘူးတဲ့ เอขัตติยะလို့ဆိုတော့မင်းဆိုရာသာနဲ့ပတ်သက်ပြီးတော့လဲအထင်သေးမြင်သေးမလုံးနဲ့ဒုက္ခရောက်တတ်တယ်နောက်ပြီးတော့မွေရင်နဲ့တွားတော့တွားရတဲ့အစိတ်ရှိတဲ့တ ত্ত্ব ကိုလဲအထင်သေးမြင်သေးမလုံးနဲ့ဒုက္ခရောက်တတ်တယ်နောက်ပြီးတော့မီးကိုလဲအထင်သေးမြင်သေးမလုံးနဲ့ပေါ့ဆာနေဒုက္ခရောက်တတ်တယ်ကိုချင်းတရားနဲ့ပြည့်စုံတဲ့ ယဟန်တန်ဃာကိုလည်းသွားပြီးတော့အထင်သေးမြင်သေးလောက်ပြီးမစောကားမိလေနဲ့ဒုက္ခရောက်တတ်တယ်လို့မြတ်စွာဘုရားကဒီတုတ်တမှာဒီလိုဟောထားတာရှိတယ်။ဒါကြောင့်မို့မထေမဲ့မြင်ပြုခြင်းဆိုတာဟာကိုယ့်အတွက်ကောင်းကျိုးတစ်ခုမှမရဘူး။သို့သော လောကလူတွေဟာမထေမဲ့မြင်ပြုတယ်ဆိုတာဖြစ်တတ်တယ်နော်။ကိုယ်ကိုယ်ကိုထင်ကြီးလို့ဖြစ်စေတစ်ဖက်သားကိုထင်သေးလို့ဖြစ်စေ ဆက်ဆံတဲ့အခါမှာတလေးတစားမဆက်ဆံမဲနဲ့အထင်သေးအမြင်သေးနဲ့စော်ကားမော်ကားတွေလုံမိတတ်တယ်အဲ့ဒီလိုမျိုးမလုပ်ရဘူးလို့မြတ်စွာဘုရားဒီတုတ်တံမှာဟောတယ်